နည်းနည်းခြားခြားအိပ်ပျော်ရခြင်းရဲ့လိုအပ်ချက်ကဘာကြီးမှာထူးဆန်းတဲ့ရောသားတွေမဖြစ်ရှင်းနိုင်တဲ့ဗေဒနီးတွေအမြောက်များရှိခဲ့ပါတယ်။ဒါပေမဲ့ကာဇက်စတန်နိုင်ငံမြောက်ပိုင်းကကာလာချီရွာလေးဟာ Deslivin Village ဆိုတဲ့နာမည်ဆိုးနဲ့ကဘာကျော်ခဲ့တာကတော့လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းကပါပဲ။2020ပြည်နှစ်ကစပြီးတော့ဒီရွာမှာရွာသားတွေဟာရုတ်တရက်နည်းနည်းခြားခြားအိပ်ပျော်ကျသွားတတ်တဲ့ထူးဆန်းတဲ့ရောဂါတစ်ခုစတင်ဖြစ်ပွားခဲ့ပါတယ်။အိပ်ပျော်သွားရင်လည်း နာယီအနှဲငင်ကနေစပြီးတော့ရတရပတ်နဲ့ချီကြာမြင့်စွာ နိုးမလာတာမျိုးတွေဖြစ်ခဲ့တာပါဒီယောဂါကယောသားတွေရဲ့ဆယ်ပေါင်းတပုံကျော်ကိုဒုက္ခပေးခဲ့ပါတယ်ဥပမာကလေးတယောက်ကြောင်းတက်နေရင်ငါးဖန်းသမားတို့ရေပြင်မှာငါးဖန်းနေရင်စသဖြင့်နေရာမျိုးစုံမှာအိပ်ပျော်ခဲ့ကြတာပါဒီလိုထူးဆန်းတဲ့ဥစ္စာတက်တဲ့ဖြစ်စဉ်ကိုဖြစ်စေတဲ့လှုပ်ဝက်ချက်ကဘာလဲအစိမ့်ငွေလားရေဒီယိုဓာတ်ရောင်ကြီးလားဒါမှမဟုတ်လှုပ်ဝက်တဲ့စီရေဆန်းသက်မှုတစ်ခုခုများလား ီနေ့မှာတော့ကာလာချီရွာရဲ့ဘယင်နီကိုဘယ်လိုဖြစ်ရှင်းခဲ့လဲဆိုတာကိုသေစိတ်လေ့လာကြည့်အောင်ပါဒီယောဂရဲ့လက္ခဏာတွေကလည်းအလွန်ထူးခြားပါတယ်ယောဂခံစားရသူတွေကနိုးလာတဲ့အခါမှာရင်ထန်စွာခေါင်းမိုးဝင်နေကြပြီးတော့ပြုတ်အန်ခြင်းနဲ့အာရုံကုန်ခန်းခြင်းတွေကိုခံစားခဲ့ရပါတယ်တချို့တွေကတော့မှညာဆုံးရှုံးတာတွေစိတ်ပိုင်းဆိုင်ရာစကားပြောဆိုမှုချိုးယွင်းတာတွေပါဖြစ်ခဲ့ပါတယ်။ဒါအပြင်နိုးထပြီးတော့မကြခင်မှာပဲသူတို့ကအချိန်မရွေးပြန်လဲအိပ်ပျော်သွားနိုင်တဲ့အခြေအနေမှာရှိနေကြတာပါ။ ကစားစတန်ဆိုရအာနာပိုင်တွေကဒီဖြစ်စဉ်ကိုစစ်ဆေးဖို့အတွက်ကြီးမားတဲ့သူရေသနာအဖွဲ့တွေကိုဆေးလွတ်ခဲ့ပါတယ်သူတို့ကရွာရဲ့ရေတွေမြေစည်းလွှာတွေအိမ်မွေးတိရစ္ဆာန်တွေအပင်တွေနဲ့နေထူးအပါဝင်ဖြစ်နိုင်ခြေရှိတဲ့အရာအလုံးကိုစစ်ဆေးခဲ့ပါတယ်ဒါပေမဲ့ဘသူမှတိကျတဲ့အဖြေကိုချက်ချင်းရှာမတွေ့ခဲ့ပါဘူးဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရွာသားတွေနဲ့စုံစမ်းသူတွေကြားမှာအဓိက theory နှစ်ခုပေါ်ထွက်လာခဲ့ပါတယ်ပထမတစ်ခုကတော့ရွာအနီးကဆိုဗီယက်ခေတ် UNIAN မိုင်းတွင်းဟောင်းကနေထွက်လာတဲ့ ရေဒီယိုဓာတ်ရောင်ကြီးကြောင့်ဖြစ်နိုင်တယ်ဆိုတာပါပဲဒါပေမဲ့စစ်ဆေးမှုတွေရ radiation ပမာဏကစိုးရင်လျာမရှိဘူးလို့တွေးရှိခဲ့ရပါတယ်ဒုတိယ theory ကတော့အစိမ့်ငွေတွေကြောင့်ဖြစ်နိုင်တယ်ဆိုတဲ့အချက်ပါပဲကာလာချီယွာဆိုဗီယက်ယူနီယံလက်ထက်ကပိတ်ပစ်ခဲ့တဲ့အရာမတ် uranium မိုင်းတွင်းအောင်ရဲ့အနီးနားမှာတည်ရှိနေတာကြောင့်မိုင်းတွင်းရဲ့ဆက်ဆက်တဲ့ဓာတ်ငွေတွေထွက်ပေါ်လာနိုင်တယ်လို့တန်လျာရှိခဲ့ကြပါတယ်နှစ်ပေါင်းများစွာကြာသူတေသနာပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ရုရှားနဲ့ကာဇက်စတန်သိပ္ပံပညာရှင်တွေရဲ့ပူးပေါင်းတွေ့ရှိချက်အရာ အစိမ့်ဝေသီယိုရီကသာပြင်မှန်ဖြစ်ခဲ့ပါတယ်အဖြေကတော့ရိုးရှင်းပေမဲ့အလွန်အန္တရာယ်များတဲ့အရာတစ်ခုကမိုင်းတွေအောင်ထဲကနေပေါ်ထွက်လာတဲ့ကာဗွန်မိုနောက်ဆိုင်နဲ့ဟိုက်ဒရိုကာဗွန်ဓာတ်ငွေတွေကရွာရဲ့လေတုထဲမှာစူးစီးသွားတာကိုတွေ့ခဲ့ရပါတယ်ဒီဓာတ်ငွေတွေဟာနွေရာသီမှာရပ်တန့်နေတဲ့လေတုဒါမှမဟုတ်ဆောင်းရာသီမှာနှင်းများဖုံးလွှမ်းမှုကြောင့်ပိုမိုပြင်းထန်စွာစူးစီးမှုဖြစ်ပေါ်တတ်ပါတယ်ဒီကာဗွန်မိုနောက်ဆိုက်ကအယောင်စင်းမရှိအနက်မရှိတဲ့အစိမ့်ငွေဖြစ်ပြီးတော့လူခန္ဓာကိုယ်အတွက်အလွန်အန္တရာယ်များပါတယ် ကျွန်တော်တို့ရဲ့သွေးထဲကအောက်ဆီဂျင်သယ်ဆောင်တဲ့ဆဲတွေနဲ့အောက်ဆီဂျင်ထက်အဆနေရာပို့ပြီးတော့မြန်မြန်ပေါင်းဆက်နိုင်ပါတယ်။ဒါကြောင့်ရွာသားတွေကဒီတန်းငွေကိုရှူချမိတဲ့အခါမှာသူတို့ရဲ့ဥနောက်စီကိုအောက်ဆီဂျင်ပို့ဆောင်မှုကိုရှော့ချပစ်ခဲ့တာကြောင့်ခဏတာဥနောက်ပျက်စီးခြင်းကိုဖြစ်ပေါ်ခဲ့ပြီးတော့ရုတ်တရက်အိပ်ပျော်ခြင်းမိုးဝေခြင်းနဲ့မှတ်ညံဆုံးရှုံးခြင်းလိုမျိုးလက္ခဏာတွေကိုခံစားခဲ့ရတာပဲဖြစ်ပါတယ်။ဒါကဘာလုံးကစုံစမ်းစစ်ဆေးသူတွေကိုဝင်တော့ဝင်မို့ဖြစ်စေခဲ့တဲ့လှုပ်ဝက်ချက်ရဲ့အဖြေပါပဲ။တန်းငွေတွေကိုလုံးဝထိန်းချုပ်ဖို့ဒါမှမဟုတ် မိုင်းနှွေးအောင်တစ်ခုလုံးကိုပိတ်ပစ်ဖို့ဆိုတာမဖြစ်နိုင်တဲ့အတွက်ဂါဇာစတန်ဆိုးရကနောက်ဆုံးမှာတော့ခက်ခဲဆုံးဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ရပါတယ်။အဲဒါကတော့ကာလာချီရွာသားအားလုံးကိုအပြီးပိုင်ပြောင်းရွှေ့ပေးရခြင်းပဲဖြစ်ပါတယ်။2016ခုနှစ်လောက်မှာရွာသားတွေအားလုံးကသူတို့ရဲ့ဇာတိမျိုးကိုဆွန့်သွားခဲ့ကြပြီးတော့ဒီနေ့မှာတော့ကာလာချီဟာလူသူကင်းမဲ့တဲ့တစေရွာတစ်ခုပြည်ကျန်ရှိနေခဲ့ပါပြီ။ကာလာချီရဲ့ဇလန်းကသဘာဝပတ်ဝန်းကျင်ဆိုင်ရာအန္တရာယ်ကနေအောက်ပေါ်လာတဲ့လိုဝက်စမ်းကြံမှုတစ်ခုဖြစ်ပြီးတော့ လူသားတွေရဲ့ဘဝကိုဘလို့ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်လဲဆိုတာကိုပြသနေတဲ့ထူးခြားတဲ့သမိုင်းမှတ်တမ်းတစ်ခုပါလူချင်းမင်းတို့ကရောဘလို့ထင်မြင်ယူဆပါသလဲသဘာဝရဲ့အစိတ်အောင်းကြောင့်ဖြစ်ခဲ့တဲ့ဒီလိုထူးခြားတဲ့ဖြစ်စဉ်မျိုးကိုသင်ပဝိညာဉ်မှာကြားဘူးပါသလားကိုယ့်ရဲ့အမြင်ကိုကိုယ့်မှတ်မှာမျှဝေပေးခဲ့ပါဦးဒီလိုကမ္ဘာလောကဆန်းကြတဲ့ဇလန်းတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့